ကဲဒီနေ့မှာတော့ကျွန်တော်ကဘိုင်မြူနစ်အသင်းကိုနှုတ်ဆက်လမ်းခွဲတော့မယ်တောမတ်မူလာရဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်တောမတ်မူလာက2010ခုနှစ်နဲ့2014ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတွေမှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးဘောလုံးပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတဲ့ကစားသမားတအူးလည်းဖြစ်ပါတယ် အဲ့ဒီခုနှစ်တွေမှာတောမတ်မူလာရဲ့ကြောက်စရာကောင်းတဲ့ကိုတွင်အားတစ်ခုကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။တောမတ်မူလာက speed အရန်ကောင်းတဲ့ကစားသမားတဦးလည်းမဟုတ်ပါဘူး။ scale ဘိုင်းမှာလည်းအရန်မကောင်းပါဘူး။အရက်အရန်ရှည်တဲ့ကစားသမားတစ်ယောက်လည်းမဟုတ်လို့ strike ဘိုင်းမှာလည်းအရန်ကြီးကောင်းမွန်နေတဲ့ကစားသမားတဦးလည်းမဟုတ်ပါဘူး။ဒါပေမဲ့မူလာရဲ့ကစားပုံနဲ့အသင်းပေါ်အကျိုးပြုပုံကအင်ပရန်ကြောက်ဖို့ကောင်းခဲ့ပါတယ်။2010ခုနှစ်တွေမှာဘွန်ဒက်လီကာပွဲစဉ်တွေကိုတွင်တွင်ကြဲကြဲမကြည့်ခဲ့ရသေးပေမဲ့ကမ္ဘာဖလားမှာတော့တောမတ်မူလာရဲ့ကြောက်စရာကောင်းတဲ့ခြေစွမ်းကိုတော့မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။ တောမတ်မူလာကဘိုင်မြူနစ်အသင်းမှာနံပါတ်10နေရာကနေပြီးတော့အကောင်းဆုံးအသုံးတော်ခံခဲ့ပေမဲ့အရင်က classic နံပါတ်10ကစားသမားတွေရဲ့ကစားပုံနဲ့တော်တော်လေးကိုကွဲပြားခြားနာခဲ့ပါတယ်။အရင်ကမြင်တွေ့ခဲ့ရတဲ့နံပါတ်10ကစားသမားတွေကတေသက်လှပတဲ့ skill တွေထူးချွန်ပြောင်ပြောင်တဲ့ vision တွေနဲ့ကစားတာကိုမြင်တွေ့ခဲ့ရပေမဲ့တောမတ်မူလာကတော့နေရာအလွတ်တွေအများကြီးရှာဖွေပေးပြီးနေရာလွတ်တွေကနေအခွင့်အရေးတွေကိုကောင်းကောင်းအသုံးချတဲ့ကစားပုံအသစ်တစ်ခုကိုမြင်တွေ့ခဲ့ရတယ်။တောမတ်မူလာကကမ္ဘာဘောလုံးလောကကိုနီးပြူအသစ်တစ်ခုနဲ့မိတ်ဆက်ပေးနိုင်ခဲ့တယ်။ တမတ်မူလာဟာဘိုင်မြူနစ်အသင်းမှာ18ရာသီကြာကစားပေးခဲ့ပြီးပွဲပေါင်း950ကျော်ကစားခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ဘိုင်မြူနစ်အသင်းတို့ကမူလာကသွင်းကိုပေါင်း250နီးပါးသွင်းယူပေးနိုင်ခဲ့လို့ ဘိုးဖန်နီမှုစုစုပေါင်းလည်း250နီနီလှုပ်ပေးနိုင်ခဲ့တဲ့ကစားသမားတအူးလည်းဖြစ်ပါတယ်။ဘိုင်မြူနစ်အသင်းနဲ့အတူစူပလာအောင်မြင်မှုအဖြစ်စူပလာစုစုပေါင်း33လုံးထိစုကူးနိုင်ခဲ့ပြီးတော့မတ်မူလာကကစားသမားဘဝမှာမယုံနိုင်စရာကောင်းတဲ့အောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ပလာ33လုံးလုံးကိုဘိုင်မြူနစ်အသင်းနဲ့အတူတူစုကူးရာလမ်းကြောင်းတစ်လျှောက်မှာလည်းအဓိကအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တဲ့ကစားသမားတအူးလည်းဖြစ်ပါတယ်။ဒီလိုဘိုင်မြူနစ်အသင်းနဲ့အတူအချိန်တော်ကြာအောင်မြင်မှုများစွာတင်ပိုက်နိုင်ခဲ့တဲ့ဂျာမန်ကဏ္ဍဝင်ကစားသမားကြီးတော့မတ်မူလာကတော့ ရာဒီကောင်ရင်ဘိုင်မြူနစ်အသင်းကိုနှုတ်ဆက်လန်းခွဲသွားတော့မှာပဲဖြစ်ပါတယ်။တောမတ်မူလာကဘိုင်မြူနစ်အသင်းအတွက်ဘလို့မှတန်ဖိုးဖြတ်မရတဲ့ဂန်ဝင်ကစားသမားတဦးလည်းဖြစ်ပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ရာဒီကောင်မှာဘိုင်မြူနစ်အသင်းကိုနှုတ်ဆက်လန်းခွဲတော့မယ်။တောမတ်မူလာအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ကြည့်ရှုပေးကြရတဲ့တဦးတယောက်ချင်းဆိုင်ကိုကျေးဇူးများတင်ရှိပါတယ်။